မင်္ဂလာပါဒီနေ့ကျမတို့ဆွေးနွေးကြမယ့်အကြောင်းကတော့လေစာရေးဆရာဆန်းလွယ်အရှန်အာတိတ်ဆော်ယန်ဒီပေါ့နော်ရေးရတဲ့စာတပုတ်ထဲကဘဝအတွက်တကယ်စဉ်းစားစရာသင်ခန်းစာတပုတ်ပါဟုတ်ကဲ့ခင်ဗျာဆရာတော်ရဲ့ယတနာတုံးပါကိုယုံကြည်ကိုကိုယ်စီကလာသူတယောက်အကြောင်းဆိုတဲ့စာအုပ်တဲကကောင်းနှုတ်ချက်လေးကခုကိုအခြေခံပြီးပြောကြမှာပေါ့ အဓိကတော့ပမောခတယောက်ရဲ့အမ်တတော်လေးထူခြားစာတင်နီအင်္ဂလိပ်လိုဆိုရင်တော့ either swim or sink method ပေါ့နော်မြန်မာလိုဆိုရင်တော့ကုကျင်ကိုမကုကျင် net ဆိုတဲ့ဟာလေးပေါ့နော်အဲ့ဒီ user နဲ့သူတွေဘဝတင်ကန်းစာကိုနည်းနည်းဆွေးနွေးကြည့်ချင်တာပါဟုတ်ပါတယ်စိတ်ဝင်စားဖို့ကောင်းတယ်ဗျဒီကရန်ကုန်တက်သူ BA နော်စောမြင့်တောင်းကအိန္ဒိယတသနာတင်တဲ့ပမောခတယောက်ရဲ့အကြောင်းကို ဆရာဆန်းလွင်ကပြန်ရေးပြထားတာဟုတ်တယ်အဲ့ဒီပမောခကတပည့်တွေကိုအလွယ်လမ်းလိုက်တင်းတဲ့သူမဟုတ်ဘူးဆိုတဲ့သဘောမျိုးနော်အဲမှတ်ပါတယ်သူကတပည့်ကိုတကယ်တက်စေချင်တဲ့ဆရာမျိုးအကြိုက်လိုက်တင်းမှာမဟုတ်ဘူးတကယ်တက်မြောက်စေချင်တဲ့စေတနာကအရင်ခံပဲလို့ဆိုရမှာပေါ့ဆာယီတူဆရာဆန်းလွင်ခုတိုင်းတောင်အစားပိုင်းမှာအဲ့ဒီပမောခရဲ့တင်ချမှုနောက်လိုက်ဖို့တော်တော်လေးအခက်အခဲတွေ့ခဲ့တယ်လို့ဆိုထားတယ်နော်ဟုတ်တယ်ဟုတ်တယ် အထူးသဖြင့်ပါမောခကအင်္ဂလိပ်လိုတင်းတဲ့အခါအတန်ဝဲတာအဲကလားထံဝဲတယ်လို့တုံထားတယ်အဲ့ဒါကိုနားမလည်တာတခုပေါ့အင်းပြီးတော့တင်းတဲ့ပုံစံကလည်းအသေးစိတ်ရှင်းပြတာမျိုးမဟုတ်ပဲတောချက်လေးတွေပဲပြောပြီးတော့ဂျန်နာကွေကိုကြိုးစားဆိုတဲ့ပုံစံမျိုးဆိုတော့ဟုတ်ပါကိုထိုင်းနဲ့ကိုကန်ပြစ်ထားတယ်လို့ခံစားရတယ်ဆိုပြီးရေးထားတာလေ ဆိုတော့အစာပိုင်းမှာတော့ကြောင်သားဘက်ကနည်းနည်းဟိုတင်းဖြစ်တာပေါ့စိတ်သက်ကြရှင်သလိုလိုပါလို့လို့ပေါ့ဒါပေမဲ့တော့ပိုင်းချမှာအဲ့ဒီဆရာရဲ့ရေချွင်းနဲ့အဲ့ဒီတန်ကြာနီးရဲ့တကယ်အချိုးကျစုကိုသူနားလေတော့ပုံရလေနော်မှန်ပါတယ်အဲ့ဒါကတမင်ကြီးရဲ့ချက်ရှိရှိလုတ်တဲ့သဘောမျိုးလို့ထင်ရတယ်တကယ်နားလေတန်ကျွမ်းဆွေခြင်းလို့စိန်ခေါ်မှုပေးတဲ့သဘောလို့အစာမှာခတ်ပင်မဲ့နောက်တော့အဲ့ဒါကပဲအချိုးများစေခဲ့တယ်ဆိုတာမျိုးအဲ့ဒီမှာအချိုးအကွက်တစ်ခုက ဆီယာဆန်လွင်ကမခံနိုင်တော့လားမသိဘူးပေါမောခတ်စီသွားပြီးတော့နင်းနဲ့လွဲအောင်တင်သေးပါအောင်ဆိုပြီးသွားတောင်းပန်နေနော်အေးဟုတ်တယ်အဲ့ဒီအဖြစ်ပဲလေးကအဓိကပဲအဲ့ဒီမှာပေါမောခတ်ရဲ့တုံ့ပြန်ချက်ကတကယ်တင်ကန်းစားပဲဘယ်လိုပြန်ပြောလိုက်လဲဟင်ပေါမောခတ်ကပြောတယ်လွဲတာမလိုက်နဲ့လွဲတာလိုက်ရင်အခက်ကြုံတော့ပိုခက်ရော်တယ်တကယ်မတားစရာစကားပဲဗျာဟိုးတော်တော်လေးပြတ်သားတဲ့အဖြစ်ပဲနော်ပြီးတော့သူကဥပမာတစ်ခုပေးသေးတယ်မို့လား ရေကူးတင်တာနဲ့ပတ်သက်ပြီးတော့ဟုတ်တယ်အဲ့ဒီဥမာအထီးကောင်းလဲသူကပြောတယ်စားတင်တာကိုရေကူးတင်တာနဲ့နိုင်ပြတာဆရာကကမ္ဘောကနေလမ်းအော်တင်တယ်လို့လဲတပိတ်ကရေကူးတက်မှာမဟုတ်ဘူးဟုတ်ကဲ့ဆရာကလည်းရေထဲဆင်းပြီးကူးပြနေလဲတပိတ်ကကြည့်ပြီးတက်လာမှာမဟုတ်ဘူးတဲ့อืมဆိုတော့ဘလို့လို့ရမလဲတဲ့အဲ့ဒါပဲရေကြည့်တာတကယ်လို့တပိတ်ကိုရေကူးတက်စေခြင်းယင်ဆရာဟာသူ့တပည့်ကိုရေထဲကိုတွန်းချရေးရမယ်တဲ့။အာကြားလိုက်ရင်တော့နည်းနည်းကျန်းတယ်လို့ပဲနော်။ ရဆက်တယ်လို့တော့ထင်နိုင်တယ်ဟုတ်တယ်ထင်နိုင်တယ်ဒါပေမဲ့အဲ့ဒါကနှီးမှလာမှန်ပဲတဲ့ဆိုလိုတာကကိုယ်တိုင်ကြုံတွေ့ကြော်လွားမှတကယ်တက်မြောက်နိုင်မယ်ဆိုတဲ့သဘောပေါ့အဲ့တော့အဲ့ဒီနှီးလန်းကိုသွားနာမည်တစ်ခုပေးလိုက်သေးတယ်နော်အင်းအင်္ဂလိပ်လို either swim or sink method မြန်မာလိုတော့ဆရာဆန်လွင်ကကုကျင်ကူမကုကျင်နစ်လို့ပြန်သုံးလုံးထားတယ်ကူကျင်ကူမကူကျင်ရောနစ်ပြီးဆိုရတဲ့ဘောပေါ့တော်တော်လေးပြင်းထန်တဲ့နီလန်လို့ဆိုရမှာပဲဟုတ်ပါတယ် ပြင်းထန်တယ်လို့ထင်ရပေမယ့်သူ့ရဆိုလိုရင်းကအခက်ခဲကိုတဲ့တဲ့ရင်းဆိုင်မှ မဖြစ်မနေကိုအားကိုကိုပြီးဖြည့်ရှင်းမှ တကယ်တက်မြောက်နိုင်မယ်ဆိုတာကိုဆိုလိုတာပါဒါကအတဲ့အတဲကနေသင်ယူခြင်း learning through adversity ပုံစံမျိုးပေါ့ဟုတ်ကဲ့ဒီသင်ခန်းစာကအဲ့ဒီပါမောခရဲ့စာသင်ခန်းအတွက်တင်မဟုတ်တော့ဘဲဆရာဆန်းလွင်ရဲ့ဘဝတစ်လျှောက်လုံးအတွက်ပါတကယ်အတုံးဝင်တဲ့လမ်းညွန့်ချက်ဖြစ်သွားတယ်လို့သူနားလေသဘောပေါက်သွားပုံပဲနော်အတိအကျပါပဲ ဘဝကိုတမှုတရားကြီးနဲ့သူနှိမ့်ရှင်ထားတာလေးတက်ကောင်းတယ်ဘဝဆိုတာရက်နေလို့မရဘူးရက်နေရင်နစ်မြုပ်သွားလိမ့်မယ်အင်းအမေတန်းလှူရှားနေရမယ်ကူးနေခတ်နေရမယ်ဆိုတဲ့သဘောဟုတ်တယ်ကူးရင်ခတ်ရင်နဲ့မှာကျွမ်းကျင်မှုတွေတိုးလာမယ်ကြံ့ခိုင်မှုတွေရှိလာမယ်ပြီးတော့ကိုလိုရာခီယိုရောက်မယ်ဆိုတဲ့အချက်ကတော်တော်လေးအားရှိစရာကောင်းတယ်လို့မြင်မိတယ်ဒါပေါ်ဘဝမှာအမြဲတမ်းစူးစမ်းအထုနေဖို့လိုအပ်တယ်ဆိုတဲ့ message ပေါ့။อืมဒါမဲ့လေတစ်ဖက်ကစဉ်းစားစရာလေးလို့ရှိသေးတယ် ဟုတ်ကဲ့ဘလိုမျိုးပါလဲရှင်အဲ့ဒီလိုတွန်းချတဲ့နီလန်ကလေလူတိုင်းအတွက်အခြေအနေတိုင်းအတွက်အမြင်နဲ့အဆင်ပြေပါမလားဆိုတာပေါ့ဩဟုတ်တာပဲဟုတ်တယ်တချို့လူတွေတချို့အခြေအနေတွေမှာတော့အဲ့လိုလှုပ်လိုက်တာက လုံးဝလက်လွတ်လိုက်တယ်လို့တမမစိတ်တအကြီးကျယ်ကြောင်းအောင်လှုပ်လိုက်တယ်လို့မျိုးတော့မဖြစ်နိုင်ဘူးလားတခါလေအပေးမှုလမ်းညွှန်မှုနည်းနည်းလေးလက်ကမ်းပေးတာမျိုးလေလွယ်တဲ့အခြေအနေတွေရှိနိုင်တာပဲလေ ဒါကတကယ်စဉ်းစားစရာအချက်ပဲဟုတ်တယ်။အချင်းနေတဲ့လူပေါ်မှာမူတည်ပြီးတော့ချင့်ကျင်ရမယ့်သဘောမျိုးပေါ့နော်။မှန်ပါတယ်။ဒါပေမဲ့ဆရာဆန်းလွင်ရတွေ့ချူမှာတော့ဒီနီလာကသူ့အတွက်အမတန်ကြိုးရှိသွားတယ်။ကိုယ့်အကိုကိုတက်လာတယ်။အခက်ခဲကိုရင်ဆိုင်ရတဲ့တက်တီတွေရလာရလို့ဆိုလိုချင်ပုံရပါတယ်။သိကြပါတယ်။သူ့အတွေ့အကြုံရတော့ဒါဟာတန်ဖိုးမဖြတ်နိုင်တဲ့သင်ခန်းစာဖြစ်သွားတာပေါ့။အခက်ခဲကိုရှောင်ပြေးလာတဲ့ရင်ဆိုင်လိုက်တဲ့အခါရလာတဲ့တုတ်တက်မှုကပိုပြီးခိုင်းပါတယ်ပိုပြီးတန်မှုရှိတယ်ဆိုတဲ့အသည့်ကိုရသွားစေခဲ့တယ် ဒီကူးကျင်ကူးမကူးကျင်နဲ့ဆိုတာကစိန်ခေါ်မှုတွေကိုရင်ဆိုင်ဖို့တတိမွေးပါကိုယ်တိုင်စ조사ပါအဲ့ဒါရဲ့အရေးပါပုံကိုပြနေတာပဲဆိုတော့အနစ်ချုပ်အနေနဲ့ပြောရင်ဒီကူးတင်ကူးမကူးကျင်နဲ့ဆိုတဲ့ပါမောခရဲ့တင်ကြနီးကနေရလိုက်တဲ့အဓိကသင်ခန်းစာကတော့ဘဝမှာကြုံလာသမျှအခက်အခဲတွေကိုကြောက်မနေပဲအလွယ်လန်းကိုမရှာပဲကိုအားကိုကိုးပြီးရင်ဆိုင်ဖြည့်ရှင်းမှသာတကယ်တိုးတက်မှုကိုရနိုင်မယ်ဆိုတဲ့အချက်ပဲဖြစ်ပါလိမ့်မယ်ဟုတ်ပါတယ်အဲ့ဒီလိုရင်ဆိုင်ဖို့ အမြဲတမ်းကုခတ်နေဖို့အေးကြီးတယ်ဆိုတာကိုလက်ခံလဲပြီးဆိုကြပါစို့ဒါပေမဲ့အဆုံးသက်မှာစဉ်းစားစရာမေးခွန်းလေးတခုထားခဲ့ခြင်းသေးတယ်ဟုတ်ကဲ့ပြောပါရှင်အဲ့ဒီဘဝတမှုတရားကြီးတဲ့မှာမြန်မာကုခတ်နေဖို့လိုတယ်ဆိုတာမှန်တယ်ဒါပေမဲ့အဲ့ဒီလိုကုခတ်နေုံနဲ့တော့လုံလောက်ပြီလားပဲအယက်တေတာကိုဥတီပြီးကုနေလာလဲဆိုတော့ဥတီချက် direction ကတော့ဘလောက်အရေးကြီးပါတလဲဟောဟုတ်ကဲ့ ကူးနေတယ်ဆိုပေမဲ့ဘဲကိုသွားနေလဲတိဖို့လဲလို့တာပေါ့နော်။อืมဟုတ်တယ်။အဲ့ဒီကိုယ့်ရဲ့ခီးလန်းကြောင်ကိုယ့်ရဲ့ဦးတီရကိုရောဘဲယာရီကလမ်းညွန်ပေးတင်တယ်လဲ။ရွှေလျားနေဖို့ကူးခတ်နေဖို့ကိုလက်ခံလိုက်တဲ့အခါကိုယ့်ရဲ့ direction ကိုဘလို့တတ်မှတ်မလဲ။ဒါကတော့ကျွန်တော်အလုံးစပီးတွေးတော့စင်ကျင်ကြည့်ဖို့ကောင်းတဲ့အချက်လေးတခုပါပဲခင်ဗျာ။ ဂျင်းနီမနပိုင်းနာကရေကမိုးအတတော်လေးတီတီမမရွာနေတာอืมနီးနေလို့အထိ မတီတီဘူးဆိုရင်တော့အတင်ပေါ်ပေါ်စီစဉ်ထားရဲ့အလုကိစ္စတွေကိုဖျက်ပြီးအိမ်သေးမှာပဲအေးအေးဆေးဆေးအနားယူဖစ်လောက်တယ်